ယောဇိနောနေကဇာတိယံသဗ္ဗုဒ္ဓတာရမေကဇီဝိတံပိဘောဓိပေမတောအလကံမာနသောတာတိယေဝအဋ္ဌိကသဒါနပါရမိန်တတောပါရအပူရိသီလပါရမတိကံပိဒါသမိတ္တိယောပယတမကတံတမေကဒီပကနမမိ ရောစီနောအကျဉ်းမြတ်စွာဘုရားသည်ဘောဓိပေမတော်အရတမညာသဗ္ဗညုတညာဣနတံကိုဧကစင်စစ်ချစ်တော်မူခြင်းကြောင့်အ ਨੇ ကဇာတိယံအသင်ချီကြီးမယွတ်အာမြတ်သောဘဝတန်တာရ၌သဗ္ဗုဒ္ဓဓာရံသမယနှင့်တကွသောဧကစီဝိတံပိ အင်္ဂါကြီးငယ်အသက်ကိုလေအာလကမန္တသောရေဝမညီသောစိတ်တော်ရှိသည့်ဖြစ်၍တာလျံအတ္တိကတအလိုရှိသူလူခသိမ့်အားအရာသည်ဖျားဆူယူပေးတော်မူပြီဒါနပါရမီမဟာသုဒ္ဓသနာမခောဝိန္ဒာနေမိဝိသျာတ္တိတိဝရာဇာ ဝတ္တန်တရစမြစွာ၌ဒါနပါရမီကိုလကောင်းတတောထုမဗရံတပသောသီလပါရမတိကံပိသီလဝစမေယပုရိတတသတန္တအလိနာတတုကုမာရဇာတက၌သီလပါရမီအစချီသာပါရမီကျော်အင်ကိုဘောကို၎င်းအပူရိဖယဆူယူဖြစ်တော်မူပြီး ဒါသံတို့ပါရမီတို့ဤအဋ္ဌိယပြည့်စုံခြင်းကြောင့်အကတံမြတ်တိဤအဖြစ်မဟာရတုဥပယတံရောက်တော်မူပြီးထသောဧကဒီပကံသူပနိုင်ရှင်စရာဥပမမရှိတရိလောကနာသတ္တဝါတို့တရားဖြစ်တော်မူထသောတဏ္စီနံ ငါးပါးမှန်လုံးဖြောက်ပြေရှုံးတာဘုံသုံးပါးလည်းရင်ထိုရှင်ပင်ကိုအဟံဗုဒ္ဓံပြယမိခောဖရာတပိတော်သည်နမမိအတိမံငါးဝံသုံးပါးဖြင့်ဝတ်တော်တရရှိခိုးကြလိုက်ပါဤမြတ်စွာဘုရား